အားလုံးမင်္ဂလာပါရှင်။ထူးတော်မြူတိဥပ္ပောဥလျှောက်ထုံးပုံမြင်များနေဖုံးဝေ။ ဥပ္ပောဦးမိတ်ဆက်ထူတော်မြူလာတိဥပ္ပောဦးဤဟာတာယာတာမြောက်လာတော်လျှောက်ထုံးပုံမြင်များကိုမြမစာပေနှင့်ထိဆက်သူတိုင်းအနှဲနှင့်အများကြားပူကြပါသည် ဥပ္ပောဦးဆိုသည်နှင့်ဗဒုံမျိုးစားဘိုးတော်ဦးဝိုင်းကိုလည်းတွဲ၍တည်ကြပါသည်ထို့သောဥပ္ပောဦး၏အကြောင်းကိုတိချမှတ်တမ်းတင်မှတ်သားသူ နေပါပါသည် ထို့ကြောင့်၎င်း၏လျှောက်ထုံးပုံမြင်များကို မဖော်ပြမီဥပိုလ်ဦး၏အကြောင်းကိုဥစွာစာဖတ်သူနှင့်မိတ်ဆက်ပေးလိုပါသည်အမတ်ကြီး ဥပိုလ်ဦးသည်အမရပူရာမျိုးတီနန်းတီဘိုးတော်မင်းတရားလက်ထက်မှစ၍မင်း30တိုင်အောင်အမှုတော်ထမ်းခဲ့ရသောပညာရှိအမတ်ကြီးဖြစ်ပါသည်တက်ကက်တဲ့ 1121ခုနှစ်တပေါင်းလာပြေကျော်နှစ်ရက်တနင်္ဂနွေနေ့တွင်ဖွားမြင်သည်ရွှေဘူခရိုင်ရေရူးအောက်တိုက်ဒစေရွာစာတိဖြစ်ပါသည်ဘိုးတော်ဦးဝိုင်းသည် စင်ဖြူရှင်မင်းတရားလက်ထက်တွင် စင်စင်ရဲရဲအိမ်နှံအိမ်နှိမ်ဆံရသည် ထိုအခါပင် မောင်ပေါ်ဦးသည်မိမိအရှင်နှင့်အတူစင်ရဲအတူ ချမ်းသာအမျှနေထိုင်ခဲ့သည်ဘိုးတော်မင်းတရားနန်းတက်ပြီးနောက်တနှစ်တကရစ်1144ခုနှစ်တွင် မဟာသေရသူရသင်္ခါယဝဲနှင့်နာခံတော်မင်းကြီးအဖြစ်ချီးမြောက်တော်မူခဲ့ပါသည်1145ခုနှစ်တွင်မင်းကြီးတိရီမဟာနန္ဒသင်္ကြန်ဘွဲနှင့်ရောမြို့စောမြို့သာအတွင်းဝင်ကြီးအဖြစ်ခံထားခြင်းကို ခံခဲ့ရပါသည်ဘိုးတော်မင်းတရား၏နန်းစံ32ပက်လေလုံးသာမကစကိုင်းမင်းသားဗာကြီးတော်မင်းတရားတာယာဝရီမင်းသားရွှေဘိုမင်းကုန်းမောင်မင်းတို့လက်ထက်တိုင် အမှုတော်ကိုထမ်းခဲ့ပါသည်ဗာကြီးတော်မင်းတရားလက်ထက်တွင် ဝင်ကြီးတတို့မင်းကြီးမဟာမင်းကောင်ပွဲနှင့်အကမဟာသေနာပတိ ိုးမှုဝင်ကြီးအဖြစ်ခံထားခြင်းခံရသည်ဘုံမောင်မင်းတရားလက်ထက်တွင်ဝင်ကြီးတရုတ်မင်းကြီး မဟာတုတ္တမရာဇာကျော်ထင်ဟူသောပွဲနှင့်တရားဝင်ကြီးချုပ်အဖြစ် ခံထားခြင်းမြင့်ခြင်းခံရပါသည် စင်စေဥပ္ပိုလ်ဦးသည်ကျန်တန်စာတန်ထမြက်လာသောဉာဏ်ပညာနှင့်ပြည့်စုံသူဖြစ်ပါသည် တချို့အတွေ့အတိုင်းအတိတ်တိမ်သူများယူဆသလို ရည်စရာဟာသနှောတဲ့ယုံများမဟုတ်ပါဉာဏ်ပညာပါရမီနှင့်ပြည့်စုံပါသည်တင်ခန္နုပတ္တိတင်ခန္နုပတ္တိဉာဏ်နှင်မြန်လာပါသည်ပိဒကကျမ်းကံဘေဒင်ဓမ္မသက်နှဆက်ကျွမ်းကျင်ပါသည်ဇဂါပရိယေကျွေဝပါသည်မင်းတို့မေးတော့မှုလည်းယင် ပါဏိအထကရာ တုတ်တန်ဝီနီအဘိဓမ္မာဇဏိပတ်ရာဇဝင်တို့မှ ထုံနှုတ်ကိုကားကချက်ချင်းဖြေဆိုနိုင်စွမ်းသည် မင်းတို့ရှင်ပြုံးအောင်လဲဟာတာယာတောင်းမြောက်စွာဖြေဆိုနိုင်မည်သည် အရှင်အကြီးတိုင်းပြည်အကြီးကိုဥထိပ်ပံရွက်သည်နန်းလန်စီကံမကြလှင်တော်ကမိမိဤအသက်စည်းစိမ်အိုးအင်ကိုပင် မငှက်ကွက်ပဲဝင်စားပြတ်သားစွာ တင်လျှောက်တတ်ပါသည်ရှင်ဘရင်ပါ မဝသည်ဟု ပြောရဲသူရှေခိမူးမြတ်ပညာရှိတို့ဤတာဝန်မှာဘရင်မင်းမြတ်တိုင်းပြည်အုပ်ချုပ်မင်းလုပ်စီမံရာတွင် မဟာသမရမင်းမှစ၍မင်းအဆက်ဆက်ကျင့်သုံးခဲ့သော ထုံနှံဥပဒေများကို ထုတ်ဖော်ညွှန်ပြရည် တိုင်းသူပြည်သားအပေါ်တွင်တရားနည်းနှင့်အညီ အုပ်ချုပ်သွားနိုင်စီရန် ဖြစ်ပါသည်မင်းနှင့်မူမတ်ညှိနှိုင်းကတိုင်းပြည်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ကြရပါသည်1184ခုနှစ်တွင်ဖြစ်ပါသည်ဘုရောမင်းတရားဤမည်ဖြစ်သူ စကိုင်းမင်းနောင်တော်ဘာကြီးတော်မင်းဟုတွင်သည်နှင့် စင်ဖြူရှင်တို့မှ မြစ်တော်ကလေးဖွားမြင်သည်မောင်ဖေခင်ဟု၍၎င်းမင်းကလေးဟု၍၎င်းခေါ်ကြသည်ညောင်ရမ်းမြူစာပေတနာချင်းခံရသည့်အတွက်ညောင်ရမ်းမင်းဟုလည်းခေါ်ကြပါသည်၎င်းမင်းသားလေးကိုဖွားမြင်ခြင်းတွင်အတိတ်နမိတ်များထူခဲ့သည်မွေးဖွားရာတွင်အချင်းဆက်လက်တိုင်းပါသည်လဝဲဘက်လက်ဖွားတော်တွင်ယတိချင်း 32ရည်ဒီကန်းရှိသောမှတ်တလုံးပါသည် ထို့ကြောင့်တချို့ကစัจ जा မင်းဟုလည်းခေါ်ဟောသမုတ်ကြပါသည်ညောင်ရမ်းမင်းသားလေးအဖွားမြင်ပြီးနောက်ခုနှစ်ရက်ခန့်အကြာတွင်မဲတော်ဖြစ်သူ စင်ဖြူရှင်မဲကံကုံတော်မူသည်ထို့ကြောင့်မင်းဘိုးတော်မင်းတရားကြီးသည်မြစ်တော်ကို အချစ်ပူရှာသည်မြစ်ချစ်သူမြစ်ဖြစ်သူကိုတရိယလေးမြစ်ကို ဂယူနာချစ်လေးဖြစ်သည် အဆောင်တော်တွင် ကိုရန်ယူရပိုက်ချီတော်မူသည်ထွက်တော်မူလျင်လည်းကိုရန်တယူတရချီပိုက်ပွေယူထွက်တော်မူသည်ဤတွင်ဘိုးတော်ဦးဝိုင်းနှင့်ဥပ္ပော်ဦးတို့အကြားပြဿနာဖန်လာသည်ဘိုးတော်မင်းတရားကြီးက မြစ်တော်ချစ်ညောင်ရမ်းမင်းသားလေးကိုမြတ်ပကတ်တွင် အေးရင်တော့ကျူး၍ညာအေးရင်ခမဲပေးလိုသည်ထို့ကြောင့်တတ္တပေရာအခွန်တော်မှငွေတော်ရှစ်သိန်းထုတ်ယူသုံးဆွဲရန်အမိန်ထုတ်သည်ထိုအမိန်ကိုဝင်ကြီးများမှတဆင့်ဥပိုလ်ဦးကြားသည်သည်ဤတွင်ဥပိုလ်ဦးကမင်းကြီးဖျားများဤရှင်ဘရင်သည်ရှင်ဘရင်မဝသေးပါဟုဆိုလိုက်သည်မင်းနာတထောင်မင်းမြောင်တသောဆိုသည့်စကားအတိုင်း ဤစကားသည်လည်းရွှေနားတော်ပေါက်ကြားလေတော့သည် မင်းကြီးများစွာ အမျက်တော်ရှာသည် ထို့ကြောင့်ချီးမြှင့်ထားသမျှရုပ်သိမ်းသည်တိန်နီမျိုးဘက်သို့အကျင့်နှစ်ပို့လေသည် ဥပေါ်ဦးသည်တိန်နီမျိုးနယ်မှနေ၍ရရု၆ပုတ်ရေးသား၍ရွှေနယ်တော်ဆက်သွင်းလေသည်တင့်တိုးချက်တည်းပွင့်ညိုရွက်ချွေလင်းဆိုးရက်ရှိ ခွင့်မျိုးပြက်ချေရှင်မိုးဆက်ရွှေကျင့်မျိုးခတ်ဝေခြီရိုးဖြစ်ပါသည်ကျင့်မျိုးခတ်ဝေခြီအပိုက်သည်လူရင်းအပိုက်ပင်ဖြစ်ပါသည် ပထမ၅ပိုက်တွင်မိမိနေထိုင်ရသည်မှာဆင်းရဲကြီးမားပုံနေပြည်တော်သို့ညှော်မှန်းတန်တလွမ်းဆိုးရပုံတို့ကိုတင်လျှောက်ထားသည်သို့တော်မိမိပြောဆိုခဲ့သည်တို့ကို ပြန်လဲရုပ်သိမ်းခြင်းမရှိ အမှန်တရားဟုစုတ်ကင်ထားပုံရသည်ကြင်မျိုးခတ်ဝေခြည်ရရုရင်မှုဘယင်မင်းမြတ်တို့ကျင်ယိုးဓမ္မတာကျင်ယိုးဓမ္မတာဆုံးမရာဖြစ်သောယာတကမယာတကမအနုတာတဏိကျမ်းတွင်ယာတကမအနုတာတဏိကျမ်းထွက်အရာဘယင်မင်းမြတ်တို့သည်မြည်တိအခွန်အတုတ်မျိုးကို မိတိနေရ၌မိတုတ်သုံးဆွဲရသည်ကိုညွန်ပြထားသည်တတ္တဗေဒအခွန်တော်ငွေကိုကိုရေးကိုရာသုံးပိုင်ခွင့်မရှိစစ်မှုရေးရပေါ်ပေါက်လာသည့်အခါတွင် ရိတ်ခါအဖြစ်သာ အသုံးပြုရသည်မင်းတို့ကိုရေးကိုရာ သုံးပိုင်ခွင့်ရှိသောငွေမှာတမျိုးတနန်းကစက်တသောဗန္နာလက်ဆောင်စက်တသောပန္နာလက်ဆောင် ဗန္နာတော်ငွေများသာဖြစ်ပါသည်ဘိုးတော်ဦးဝိုင်းသည်ဤရရုကိုဖက်ပြီးနောက်ကျွံယုံတော်သည်မိမိကိုယ်တော်၏အကျိုးကိုလိုလား၍ဆိုခဲ့ပြောခဲ့သည်ကို ပြန်လည်ဆင်ခြင်မိသည်မိမိအမားကိုလည်းမိမိမြင်သည်ထို့ကြောင့်ဥပ္ပောဦးအားနေပြည်တော်သို့ပြန်လည်ခေါ်ယူတော်မူသည်ရှေးကအတိုင်းပြန်လည်၍သူကောင်းပြုတော်မူသည် ဥပ္ပောဦးကအာဃပညာရှင်ဖြစ်ကြောင်းသိတာလှပါသည်ဥပ္ပောဦးသည် မင်းရိပ်မင်းကြီးမင်းချီကိုသိသည် မင်းကြီးနှင့်စိုးတူကောင်းဘက် နေခဲ့ဘူးသည် ထို့ကြောင့်မင်းကြီးကိုယ်တိုင်ကချစ်ခင်မြတ်လို့သည် ဥပ္ပောဦး၏ဉာဏ်ပညာပါရမီသည် ကျယ်ဝန်းထမြတ်သည်တင့်ထူးပွင့်မျိုးသည် မင်းကြီးပျော်ရှင်တော်မူရန် ျော်တော်ပျော်တော်များလဲဆက်ရသည် ထူလဲထူ တော်လဲတော်မြူလဲမြူလာသည်ဥပော်ဦးသည်1200ပြည့်နှစ်တဘိုရဲလာဆန်၈ရက်နေ့တွင်ကွယ်လွန်သည်ရွှေဘုမင်းတရားကြီးကိုတိုင်ကနိုင်ငံဤကျက်တရေဆောင်နိုင်ငံဤအကျိုးတော်အကျိုးဆောင်ဝင်ကြီးဖြစ်သက်ဖြစ်ကြီးကျယ်ခမ်းနားစွာတကြူစီခဲ့ပါသည်။ကျောင်းကန်ဆရာတော်နှင့် ဥပ္ပောဥဥပ္ပောဥဘဝလွန်တီတွင် ထူးခြားစွာဖြင့်ခေါင်းအပြင်သို့လက်ထုပ်စေခဲ့မှုများခေါင်းအပြင်သို့လက်ထုပ်စေခဲ့မှုများသည်လည်းစိတ်ဝင်စားပွဲကောင်းလာပါသည်ဣသဝဝီနောက်ပိုင်းတွင်တေချာဂါနစွာဖော်ပြထားပါသည်ထူးတော်မြူလာသည့်ဥပ္ပောဥဖြစ်ကြောင်းဆက်လက်ဖော်ပြမိလျှောက်ထုံးပုံမြင်များစွာက သက်သေးခံမာလိမ့်မည်နေဖုံးဝင်ဂျေဇုတင်ပါရရှင်